ရှင်ဆိုကစိတ်ညှို့ခံနိုင်ရတဲ့မီဒိုရီယာကိုစီးကိုကြောတဲ့အထိရှောက်သွားလို့ခိုင်းလိုက်ပါတယ်။ပရဂမိတ်ပါဝင်ပရိသတ်တွေအကုန်လုံးကလည်းကြောင်ရသွားကြပါတယ်။မရဦးမှာကိုကသူ့ဘာသာသူလှုပ်ရှားနေတဲ့ခေါင်းထဲမှာမြူတွေပိတ်နေတယ်လို့မျိုးပဲ။မီဒိုရီယာကိုထဲမှာရှိတဲ့1 for အစွမ်းတုတ်ပြန်မှုအနေနဲ့သွေးကြောတွေကလှုပ်ရှားလာပြီးဆင်အုပ်ကိုပြုတ်ကျကန်ဒီမှာရပ်တန့်နိုင်ခဲ့ပါတယ်။လက်နှချောင်းရောက်နေတာကိုအိုက်ဇဝါကလှမ်းတွေးလိုက်ရပြီးမဟုတ်မှလွရောသူ့လက်ချောင်းတွေပောက်ကွင်းအောင်လုပ်ပြီးသူ့ရပ်တန့်အောင်လှုပ်လိုက်တာလားလို့တွေးနေပါတယ်။မီဒိုရီယာကလည်းသူ့ဘာသာသူတောင်ဘာလုံးနိုင်မှမသိပါဘူး။ မတိရဲ့လူတွေစိတ်ထဲမှာပုံပေါ်လာပြီးစိတ်ကလည်းကြည်လင်နေခဲ့ပါတယ်။အဲ့လူတွေက1 for all ကိုလက်စင်ကန်သုံးခဲ့သူတွေလို့ထင်ရပါတယ်။ငါရှောင်းလုံးဖြစ်ဘူးဆိုပြီးမီဒိုရီယာကရှင်ဆိုကိုကန်ပေါ်လိုက်တာထားအောင်မလာနိုင်တော့ပါဘူး။မီဒိုရီယာကနောက်တစ်ဆင့်စီကိုတတ်သွားပါပြီ။ရှင်ဆိုဆန်းကိုအခုမှမြင်ဖို့လိုက်ရပြီးသဘောကျနေတဲ့ចောင်းသားចောင်းသူတွေကလည်းပွဲပြီးတော့ရှင်ဆိုကိုလာမေးဆက်ပြီးအစွမ်းအမိုက်တဲ့ចောင်းပြောပါတယ်။မီဒိုရီယာကရှင်ဆိုကိုမင်းပါလို့ဟီးရိုးဖြစ်ချင်တာလည်းမေးတော့ကိုမတောင်းမဲရလာတဲ့အရာတွေအတွက်အဖေမရှိဘူးလို့ပြောတာဆင်အောက်ကိုရှင်ဆိုကဆင်းသွားလိုက်တာပါ။ ကွင်းထဲကနေမထောက်ခင်ရှင်းစိုးကိုအားပေးသူလူတစုကအားပေးစကားတွေပြောခဲ့ပါတယ်။ပွဲပြီးသားတော့ recovery gas စီမှာမီဒိုရီယာကကျိုးသွားတဲ့လမ်းတစ်ချောင်းအတွက်ကုသမှုခံယူပြီးပတ်တီးစီလိုက်ရပါတယ်။ Omic စီမှာသူ့အတွေ့အကြုံလူတစုကြောင့်မေးကြည့်ရော Omic ကသူ့လည်းငငယ်ကမြင်မှုဝင်မယ်ဘယ်သူတွေမှန်းတော့မသိဘူးလို့ဆိုပါတယ်။အဲ့ဒါတွေက one for all ထဲမှာရှိတဲ့တဲလွန်စားတွေပါပဲ။သူတို့ကနှောက်ရှက်လို့လည်းမရတယ်လို့သူတို့ကိုတွားနှောက်ရှက်လို့လည်းမရပါဘူး။အဲ့လိုတွေကြောင့်ရှင်းစိုးရဲ့အဆန်းကပျောက်သွားတာမဟုတ်ဘူး။မီဒိုရီယာရဲ့ကိုပိုင်ပြင်းပြတဲ့စိတ်ကြောင့်ပဲရှင်းစိုးရဲ့အဆန်းတွေကိုဖယ်ရှားနိုင်ခဲ့ရပါ။ တပတ်မှာတော့အဲဒီဘောကသူ့သားတိုတိုရိုကီကိုဘယ်ဘက်လက်ကမီးစားတောင်းဖို့ပြောခဲ့ရင်မဲ့တိုတိုရိုကီကတော့ဘာမှမပြောပဲမကျင်တဲ့ချက်တွေသာကြိတ်တွေပြီးကိုလန်းကိုဆက်လျှောက်လာခဲ့ပါလေအမေရဲ့အဆန်းကိုပဲတုံးပြီးနိုင်ပြမယ်တက်ခိုက်တဲ့အခါခမားအဆမတုံးအဲဒီဘောကတော့အခုတော့အဆင်ပြေနေသေးမယ်မဲ့မကြခင်မှာအနောက်ချက်တွေတွေ့လာနိုင်မယ်လို့ပြန်ပြောလိုက်တာပါဒုတိယပွဲကတော့တိုတိုရိုကီနဲ့တိတ်ကောင်ဆဲရိုဟန်တာတို့ပြိုင်တာပါတိုတိုရိုကီကရေကဲဆွမ်းကိုကွင်းခေါင်းဘောကြောတော့ဒီအဆမတန်ပြစ်လိုက်ပြီးဆဲရိုကိုတိုက်ခိုက်လိုက်ပါတယ် မစ္စမင်းနိုင်ဆိုရင်ကိုတချမ်းမှာရေခဲပြီးတုံနေပါတယ်။ဆယ်ရိုကရေခဲပြီးလှုပ်မြတော့တာကြောင့်တူတူကြီးကနောက်တစ်ဆင့်တက်သွားပါပြီ။တူတူကြီးကသူ့အဖေကိုစိတ်တုံနေလို့နည်းနည်းလက်လွန်သွားကြောင်းပြောကဆယ်ရိုကိုတောင်းပန်ပြီးရေခဲထားတာတွေကိုပြန်သိမ်းစီလိုက်တာပါ။ရေခဲတွေရေပြောအောင်သူ့ဘယ်ဘက်လက်နဲ့မီးကိုတုံးပြီးဖြောပစ်လိုက်တာဖြစ်ပါတယ်။ဒီမှာရင်အပိုင်းခွနစ်ကပြီးဆုံးတာပါပဲ။တတိယပွဲအနေနဲ့ဘီကန်ကအီဘရာနဲ့ကမ်မီနာရီတို့ရှင်မြန်ရမှာဖြစ်ပြီးကမ်မီနာရီကတော့အီဘရာကချက်ချက်ကောင်းတာကြောင့်ပွဲပြီးရင်ဒေးဗိုစိတ်ကူးနေပါသေးတယ်။ကမ်မီနာရီက1.3မီလီယံပိုအားကိုထုတ်ပြီးတိုက်ခိုက်ပြင်မဲ့ ။ Ibra ကသူ့ရဲ့အစိမ်းရောက်စပင်းကနွယ်ပင်တွေလိုရစ်တိုင်းခွေပြီးကမ်မီနာတွေကိုချုပ်လိုက်တာပါ။ရှိုဇူကီရဲ့ဆွမ်းကနွယ်ပင်ဖြစ်ပါတယ်။ခေါင်းကနွယ်တွေကိုတက်လို့လည်းရတယ်လို့ဖြုတ်လို့လည်းရပါတယ်။စပင်းတွေလိုလည်းမကျွတ်နိုင်ပါဘူး။မီဒိုရီယာကတော့အခုပြန်ဝဲပေါ်တုံးသက်ပြီးရှိုဇာကီရဲ့အစွမ်းတွေကိုစောက်ထဲရေးမှတ်ပါဇက်ကလည်းဒွတ်ဒွတ်ဖြစ်နေရာကြောင့်ဘေးမထိုင်နေသူတွေကနှောက်ယှက်ဖြစ်လာရပါပြီ။ဟာဒီကောင်ပါလဲပေါ့။နောက်တစ်ပွဲကတော့ဟီးရိုးတင်တဲ့ကအီရာနဲ့အထောက်ပတ်တင်တဲ့ကဟတ်ဆူမီမဲတို့ဖြစ်ပါရဲ့ဟတ်ဆူမီမဲကအီလက်ထရောနစ်ပေါ်ပါဖက်ပိုက်ကောတနတ်တွေထုတ်သုံးပါပြီ ကိုရီးယားရဲ့စုံလင်အောင်ထုတ်သုံးပြီးမှဒါမှပစ္စည်းထုတ်လုပ်မဲ့ကုမ္ပဏီတွေသတိထားမိပါလေ။အကုန်ထုတ်သုံးပြပြီးတော့ဟက်ဆူမီမဲကစီးပြန်ထွက်ပြီးအရှုံးခံလိုက်ပါတယ်။သူ့ရဲ့အချက်ကတော့သူ့ပစ္စည်းတွေပြဖို့ပါပဲ။နောက်ဝဲကတော့အာအိုရာမနဲ့မီနာတို့ပွဲပါ။ကာယလေးကျင်တုံးကအာအိုရာမဟာတမနစ်ထက်သူ့ဘိုက်ကကပတ်ကနေပါဝါတွေပြင်ဘိုင်းနာရယ်လို့ပြောမှုပါတယ်။ဒါကြောင့်မီနာကပတ်ရှောင်နေပြီးအာအိုရာမဘိုင်းနာလာတော့မှကပတ်ကိုသူ့ရဲ့အဆစ်ရည်နဲ့ပြစ်လိုက်ပါတယ်။ကပတ်လက်ပျက်စီးသွားပြီးမီနာကလက်တီးတစ်ချက်စာကျွေးလိုက်ပါတော့တယ်။ အော်ရောင်မောကိုတော့စေယုံနေကထန်းစင်လေးနဲ့ခေါ်ထုတ်သွားပါပြီ။တူကိုရမီကအရေးမဲနဲ့ဆက်လက်တိုက်ခတ်ပြီးမုံမူကလည်းဒိုင်းနေတစ်ခုပြီးတစ်ခုနဲ့ကာနေရပြန်နေ။ပြန်တိုက်မယ်အလို့သတိမထားမိခင်မှာလေမုံမူကစီးပြန်ထားတာကြောင့်ရှုံးသွားခဲ့ပြီဖြစ်ပါတယ်။ဒါလိုပဲမှတော့ကီဗီရှိမအပအဝင်တက်ထုနှစ်ကောင်တိုက်ခတ်ကြတာပါ။ဒိုင်းမဲနှစ်ကောင်လုံးမှောက်ပြီးထန်းစင်နဲ့ထွက်သွားရတာကြောင့်တရေလို့တတ်မှတ်လိုက်ပါတယ်။နောက်ပွဲကတော့ဘက်ကူကိုနဲ့ဂျူရက်ကရဲ့ပွဲဖြစ်ပါတယ်။ဒီမှာရအပန်းရှစ်ကပြီးဆုံးသွားပါတယ်။ဂျူရက်ကကတော့ ားတက်တဲ့ဩစကားတွေပြောပြီးမီဒိုရီယာကိုဖိုင်နယ်မှာတိုးကြတာပေါ့လို့ပြောပါတယ်။အဲနောက်ဘက်ကူကူနဲ့ပွဲကိုစတင်ခဲ့ပြီဖြစ်ပါတယ်။ဘဂူဘူကခဏလေးနဲ့နိုင်နိုင်ပေမဲ့အချိန်ဆွဲပြီးမိန်ကလေးတယောက်ကိုအနိုင်ကျင့်တယ်လို့ဖြစ်နေရပါ။ဒါကြောင့်ပရိသတ်တွေကလည်းမကျင်တဲ့ချက်တွေကိုအော်ပြောနေပါပြီ။ယူရော့ကအစွမ်းကလည်းမသေးတာကြောင့်ထင်သလောက်တော့မလွယ်လာပါဘူး။ယူရော့ကမီဒိုရီယာကိုအားကျပြီးနောက်ဆုံးချိန်ထိအရှုံးမပေးဘဲအနိုင်ရဖို့ကြိုးစားခဲ့ပါသေးတယ်။မိဘတွေကိုပြောခဲ့တဲ့တမိကြီးလာရင်အဖေနဲ့မေကိုကူညီမယ်ဆိုတဲ့စကားကနားရဲပြန်ကြားရောင်လာပါပြီ။ ဒါပေမဲ့တေကြရဲဘကူကိုအနိုင်ရဖို့မဖြစ်နိုင်ပါဘူးယူရာရကကတော့စရုပ်ထန်းစင်လေးနဲ့ကိုင်းထဲကထွက်သွားရပါပြီတေကြခဲ့တဲ့ကီဝီရှိမားနဲ့တက်ဆုတက်ဆုကတော့လက်မောင်းလေးပြန်ရပြီကီဝီရှိမားကနိုင်သွားတဲ့အကြောင်းနောက်တစ်ပွဲကိုတက်သွားပါပြီအဲ့တော့မီဒိုရီယာနဲ့တိုတိုရူကီရိုရဲ့ပွဲကစတင်ခဲ့ပါရဲ့တဖက်ကတိုမူရာဆိုတဲ့ဘဲကလည်းဒီပွဲကို TV ကနေတစင်ကြည့်နေပါရဲ့တေချာကြည့်ထားတိုမူရာသူတို့ကရှေ့ရှောက်မင်းအတွက်အတားဆီးရဖြစ်လာမှလို့နောက်တစ်ယောက်ကပြောနေရင်အပိုင်းကိုကဒီမှန်ပြီးဆုံးတာပါပဲ